ဧပြီလအတွင်းပြည်ပသို့ဗဇုံမက်ထရစ်တန်400ကျော်တင်ပို့ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုရေထွက်ကုန်ပစ္စည်းတွေတင်ပို့နေရ2025-2026ဘဏ္ဍာနှစ်စာဖြစ်တဲ့ဧပြီလတလတာအတွင်းဗဆုံမက်ထရစ်တန်400ကျော်အထိတင်ပို့နိုင်ခဲ့တယ်လို့ငါးလုံငန်းဦးစီးဌာနကသိရပါတယ်။ ဧပြီလ၃ရက်နေ့ကနေ30ရက်နေ့အထိတလားသာကာလအတွင်းပင်လယ်ရေချောင်းကနေအမေရိကန်ထော်လာ၃ညသရမ၈နှစ်၈တန်တန်ဖိုးရှိတဲ့ဗဆုံမက်ထရစ်တန်323သရမ၈၈6တန်တင်ဖို့ပြီးနက်ဆက်ကုန်သွယ်မှုကနေအမေရိကန်ထော်လာ၃ညသရမ89နှစ်တန်တန်ဖိုးရှိတဲ့ဗဆုံမက်ထရစ်တန်140သရမ39တန်တင်ဖို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်အမေရိကန်ဒေါ်လာတင်တရမ983တန်းတန်ဖိုးရှိတဲ့ဘဆွန်မက်ထရစ်တန်း463တန်းမှ906တန်းတင်ဖိုးနိုင်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံကနေပစုံအပါဝင်ငါးအစားရှိတဲ့ရေထွက်ကုန်ထွေးကိုတရုတ်၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ဂျပန်အစားရှိတဲ့နိုင်ငံပေါင်း40ကျော်တို့တင်ပို့နေထားဖြစ်ပြီးပင်လယ်ရေချောင်းကနေအထူးကတင်ပို့နေတယ်လို့သိရပါတယ်ရှင်။